အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကအိတ်မက်ပြောတဲ့လူတွေအတွက်အိတ်ဆက်ခြင်းဆိုင်ရာမှတ်စု9ချက်အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့သင်ကအိတ်မက်ပြောတဲ့လူတယောက်ဖြစ်နေခဲ့မယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တိုင်တော့မရစေပထမချက်ကခြားတော့အိတ်တဲ့အခါမှာအိတ်ချိန်မှန်အောင်အိတ်ဖို့အရေးကြီးပါတယ်အိတ်ချိန်မှန်အောင်အိတ်တာကအရေးဝဖို့အတွက်အထောက်အကူပြုပါတယ်ဒါကြောင့်မို့လို့ကိုကညဘက်ကို10နာရီအိတ်မယ်ဆိုလို့ရှိရင်နောက်ရက်ဒီမှာလဲ10နာရီ အိပ်ဖို့ကြိုးစားပါ နေ့တိုင်းမှာသတ်မှတ်ထားတဲ့အချိန်အတိကျသို့မဟုတ်အနည်းဆက်ဆုံးဖြစ်အောင်အိပ်ပါဒုတိယမဆုအချက်ကကြတော့အိပ်တော့မဲ့အချိန်မှာအိပ်ခန်းဒီမှာဖုန်းတွေကွန်ပျူတာတွေ TV တွေဒါတွေကိုအသုံးမပြုသင့်ပါဘူးအ ਨੇ ဆုံးနာရီဝက်ကနေပြီးတော့တနာရီအသုံးမပြုသင့်ပါဘူးဥပမာအဖြစ်သင်က10နာရီအိပ်မယ်ဆိုလို့ရှိရင်9နာရီမတိုင်ခင်အထိကဖုန်းသုံးလို့ရတယ် TV ကြည့်လို့ရပါတယ် 9နိုင်နောက်ပိုင်းမှာဖုန်းတွေ TV တွေကိုအသုံးမပြုသင့်ပါဘူး TV တို့ဖုန်းတို့ကထွက်တဲ့ link ကအိပ်စက်ဖို့အတွက်ကိုနှောက်ရှက်ပေးပါတယ်တတိယမဆုကကြာတော့ကိုအိပ်တဲ့အခန်းကတတောက်တတာဖြစ်ဖို့အရေးကြီးပါတယ်တခါတလေမှာအိပ်မပြောဘူးဆိုတဲ့လူတွေကိုမေးကြည့်လိုက်ရင်သူတို့ရဲ့အခန်းကပူလွန်းတာအေးလွန်းတာရှုပ်ပွားနေတာအေးရခင်ကမညီတာဒီလိုမျိုးအခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။ဒါပြင်အောင်မှကိုကစူညာနေတဲ့နေရာမှာ ဖြစ်ခဲ့မယ်ဆိုရင်အိပ်ပျော်မှာမဟုတ်ပါဘူး။ဒါကြောင့်မလို့အိပ်ဆက်ဖို့အတွက်ဆိုရင်တင့်တဲ့လျှောက်ပတ်တဲ့အပူချိန်ရှိဖို့လိုအပ်မယ်။ပြီးလို့ရှိရင်မီးပိတ်ဖို့လည်းလိုအပ်မယ်။တချို့ကမီးဖွင့်ထားတယ်ဆိုလို့ရှိရင်အိပ်လို့မရပါဘူး။ပြီးလို့ရှိရင်ကိုရဲ့အိပ်ဆက်တဲ့ပတ်ဝန်းကျင်ကတိတ်ဆိတ်ဖို့လည်းလိုအပ်ပါတယ်။ဒါပြင်အောင်မှတန့်ရှင်းတည့်ရတဲ့အိယာခင်းအိယာဒါတွေကို အသုံးပြုဖို့လိုအပ်ပါတယ်။ဒါပြင်မှာနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကခေါင်းအုံအသုံးပြုတာဖြစ်ပါတယ်။တခါတလေမှာခေါင်းအုံအသုံးပြုတာအဆင်မပြေတဲ့အခါမျိုးမှာအိတ်လို့များတာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့ခေါင်းအုံကနှိပ်လွန်မြင့်လွန်မဖြစ်ရပါဘူး။လိုအပ်လို့ရှိရင်အိတ်ဆက်ဖို့အတွက်ထောက်ပံ့ပေးတဲ့ခေါင်းတွေရှိပါတယ်။ဒီလိုခေါင်းတွေကိုဝယ်ပြီးတော့အသုံးပြုလို့ရပါတယ်။လေကူးမြောင်းအချက်အနေနဲ့ကကြာတော့အိတ်ခန်ဒီမှာကော်ဖီဆက်လိုက်ဒါတွေကိုရှောင်ဖို့အရေးကြီးပါတယ်။ coffee day စလိုက်တွေလဖက်ရည်တွေ energy drinks တွေကတဲ့ကိုအိတ်ဆက်တာကိုနောက်ဆက်ပေးစီပါတယ်အိတ်မပြောတာဖြစ်စီပါတယ်နောက်တဲ့၅ခုမြောက်အချက်နေတဲ့အခါကျတော့အိတ်ခန်ဒီမှာအစားတွေကိုအများကြီးမစားသင့်ပါဘူးတင်းက10နာရီအိတ်မယ်ဆိုလို့ရှင်အနည်းဆုံး2နာရီ3နာရီလောက်ခွာပြီးတော့ညစာကိုစားသင့်ပါတယ်ဥမာအဖြစ်9နာရီနောက်ပိုင်းဘာမှမစားသင့်ပါဘူး ီးလို့ရှင်10နိုင်မှာအိတ်လိုက်ပါနောက်တော့6ခုမြောက်အချက်ကကြတော့လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ဖို့ဖြစ်ပါတယ်သင်ကတကယ်လို့ပုံမှန်အိတ်မပြောတက်တက်လို့တရားဖြစ်နေခဲ့မှာဆိုရင်လေ့ကျင့်ခန်းအမြဲပြုလုပ်ဖို့တိုက်တွန်းမိအားစီလေ့ကျင့်ခန်းပြုလုပ်တာကအိတ်ဆက်ဖို့အတွက်အထောက်အကူပြုပါတယ်နေ့နေ့ချိုက်ချိုက်အိတ်ပြောစေပါတယ်ဒါပေမဲ့အိတ်ခန်းဒီမှာ လေ့ကျင့်ခန်းပြုလုပ်တာကိုတော့ရှောင်သင့်ပါတယ်နောက်ဆုံးချက်အနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့ စိတ်ပူပန်တက်တဲ့လူတွေဖြစ်ပါတယ်စိုးရိမ်စိတ်ကိုလျှော့ချပါစိုးရိမ်စိတ်များတာကအိမ်မပြောတာဖြစ်စေပါတယ်ဒါကြောင့်မလို့တရားထိုင်တာဖြစ်ဖြစ်ယောဂဆော့တာဖြစ်ဖြစ်တက်ရှုလေ့ကျင့်ခန်းပြုလုပ်တာဖြစ်ဖြစ်ဒီလိုမျိုးလေ့ကျင့်ခန်းတွေပြုလုပ်ပြီးတော့စိတ်ဖိစီးမှုကင်းဝေးအောင်ပြုလုပ်လို့ရပါတယ်စိတ်ဖိစီးမှုတွေကိုလျှော့ချလို့ရပါတယ်နေချုပ်ပြီးတော့ပြောမှဆလို့ရှိရင်เนาะအေးဝါးရဲ့လူတယောက်ကအုံနောက်ကျမ်းမာဖို့အတွက်အထောက်အကူပြုပါတယ် ။ဒါပြင်မှနှလုံးရဲ့အကြမ်းမရဲ့အတွက်လည်းအထောက်အကူပြုပါရစေ။အေးဝါတဲ့လူတယောက်ကခုခံစနစ်ကောင်းမွန်ပါရစေ။ဒါကြောင့်မလို့ယောဂဗျာတွေကိုတိုက်ထုတ်နိုင်ပါရစေ။ဒါပြင်မှအေးဗျာရဲ့အကြမ်းမရဲ့ကိုလည်းကောင်းမွန်စေပါရစေ။အေးဝါတဲ့လူတယောက်ကခန္ဓာကိုယ်မှာဟော်မုန်းတွေလည်းမြတ်တနေမှာဖြစ်ပါရစေ။ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါရစေ။သိချင်တာရှင်လည်းကွန်မန့်မှာမေးလို့ရပါရစေ။ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင် subscribe လေးလုပ်ပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်